မင်္ဂလာပါရှင်။ဇွန်လ9ရက်တနင်္လာနေ့အတွက်ရှယ်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရေကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပြည်အောင်စုဝင်ကြီးချမ်ပန်တို့တောင်ရန်ကုန်မြို့ရှိစကန်းဝင်လေးကျင်းနေသောအားကစားဖွဲ့များအားလိုင်းလံကြည့်ရှုစစ်ဆေးတဲ့သတင်း။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအဂစနဲ့လူငယ်ရွေးရာဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဂျပန်တော်တောင်ဟာအဂစနဲ့ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးညံစောဦးနဲ့တာဝန်ရှိသူများလိုက်ပါလျက်ဇွန်လ9ရက်နေ့နံပိုင်းကရန်ကုန်မြို့တောင်ဝင်းမြို့နယ်စက္ကဆန်ကွင်းအတွင်ရှိဘောလုံးကွင်းအမှတ်1တွင်မြန်မာ National League 2025 2026 ISBEFC အမျိုးသားဘောလုံးအသင်းနဲ့မြန်မာ Women League 2025 2026 ISBEFC အမျိုးသမီးဘောလုံးအသင်းတို့ရဲ့လေ့ကျင့်နေမှုအားကြည့်ရှုအားပေးပြီးအကစားသမားများ၊နေပြားနယ်တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားပါရစေ။ ဆက်လက်ပြီးပြည်တော်စုဝင်ကြီးနယ်အဖွဲ့ဟာမင်္ဂလာတောင်ညုံမြို့နယ်အောင်စာကစားပြိုင်ဝင်းအတွင်ရှိမိုးလုံလေးလုံးအကစားရုံတွင်ပနာမလက်ရွေစင်ဗောလီဘောအကစားသမားများလေ့ကျင့်နေမှုအားကြည့်ရှုအားပေးပြီးကမာရွေးမြို့နယ်ရှိပန်းဝါအေးရိတ်သားတွင်မြန်မာနိုင်ငံတပ်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌများနှင့်တာဝန်ရှိသူတို့နှင့်တွေ့ဆုံမှကြပါသည် အဒီနာပြောင်စုဝင်ကြီးနေအဖွဲ့ဟာတကုံမျိုးနဲ့ဥဝိစာရာလန်းအမျိုးသားရေကူကန်ဝင်အတွင်ရှိမြန်မာနိုင်ငံစပွဲတင်တင်းနစ်အဖွဲ့ချုပ်လေးချင်းရေးစခန်းသို့ရောက်ရှိကောင်းအကစားသမားများလေးချင်းနေမှုကိုကြည့်ရှုအားပေးခဲ့ပြီးအိတ်ဆောင်ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ပန်းလိုက်မျိုးဝညောင်တုံးရေလန်းချောင်းရှာဤပိတ်မဲဆိုတဲ့သတင်း။ AR မြင့်နဲ့ပန်းလိုက်မြစ်ဆုံရာပန်းလိုက်မြစ်ဝညောင်တုံးရေလန်းပိုင်းတွင် ဇွန်လ9ရက်နေ့မှဇူလိုင်လ10ရက်နေ့အထိတောင်တူးလုပ်ငန်းများကိုဆောင်ရွက်သွားမှာဖြစ်ကာရေလန်းချောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်တောင်တူးလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်းပန်းလိုက်မြေဝါရှိညောင်နှုံးရေလန်းချောင်းကိုယာယီပိတ်ထားမှာဖြစ်တာကြောင့် ARD မြို့မှရန်ကုန်မြို့သို့ဝင်ရောက်မဲ့ရေရင်များအပြင်ရန်ကုန်မြို့မှ ARD မြို့သို့ထွက်ခွာမဲ့ရေရင်များအလုံးပန်းလိုက်မြေကိုဖြတ်တန်းသွားလာခွင့်မပြုဘဲတွန်တေးတူမြောင်မှတစင်သာဖြတ်တန်းမောင်းနှင်တွင်ရမှာဖြစ်ကြောင်းသိရပါရဲ့ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့အေကွန်ဖွင့်အလုံးပိတ်ခန်းတွင်ဟေယိုတူယာမှထွက်ပေါ်သောမိဂူကြောင့်အသက်ရှူကျ၍အမျိုးသမီးနှစ်ဦးသေဆုံးမှုဗုဒ္ဓထောင်တွင်ဖြစ်ပွားတဲ့တဲ့ ရန်ကုန်တိုင်းဘိုးတထောင်မြို့နယ်တွင်မိကိုမှွန်အသက်ရှူကြက်ပြီးအမျိုးသမီးနှစ်ဦးသေဆုံးကြောင်းသိရပါဗျာ။ဖြစ်စဉ်မှာဇွန်လ10ရက်နေ့နနက်ပိုင်းတွင်ဘိုးတထောင်မြို့နယ်အမှတ်6ရပ်ကွက်43လမ်းရှိတိုက်ခန်းတစ်ခုတွင်အလုံပိတ်အခန်းအတွင်းအဲကုန်ဖွင့်ပြီးအမျိုးသမီးနှစ်ဦးကတဲထားသောဟင်အိုကိုမိမပိတ်ပဲအိတ်ဆက်ခဲ့ရမှာဟင်အိုမှတူကမိကိုများထွက်လာပြီးအသက်ရှူကြက်ကနှစ်ဦးစလုံးသေဆုံးကြောင်းသိရပါဗျာ။ ။တင်ဆောင်သူနှစ်ဦးရဲ့ရုပ်အလောင်းကိုဂျပန်စေယုံသူဘူကလီဆေပရာဟီတာအသင်းနဲ့အဖြူရောင်ကမ်းလှမ်းလူမှုကွန်ရက်အသင်းတို့ကပူးပေါင်းပူဆောင်ပေးခဲ့ကြကြောင်းသိရှိရပါရရှင်။ပြည်သူများရှင်ကျမတို့ရှင်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါတယ်ရှင်။